ာဒီနေ့ကျမကဘာဖို့ကြောင်းကျွန်တော်ဝင်ခံတော့တယ်ခင်ဗျာတဲ့လိုလိုကြီးမရောက်လိုက်လိုမရှိဆိုတဲ့စာတန်းပါခဏိုင်းနေချေဆွဲပြီးစာနာပြတဲ့လူတွေဖက်စီထမ်းရပါတယ်ချက်ပြီးပြောပါမယ်တဲ့အလိုတော်ကြီးမင်းအောင်လာအလိုမရှိဆိုတဲ့စာနာပြတဲ့အဖွဲ့ဖောက်ခါရပါတယ်ဘသူကဖမ်းလာလဲဆိုတော့ကိုကန်တဘော MNW ကဖမ်းလာပါအားကြောင့်မို့လို့အမေတကယ်တရုတ်ဘောကိုမပြီးတရုတ်ကိုထိဓာတ်ကိုကြည့်တရုတ်အားကိုတရားအားထုတ်နေတဲ့ဘုံကျုံညွညစ်တွေတရုတ်အားကိုမအင်လို့ဖက်ပြီးလက်ရှိမှာကိုကန် MDU ကိုအဖေခေါ်နေတဲ့ PDF နဲ့အဲ့ဒီ PDF ကိုအဖေခေါ်နေတဲ့လေပေါ်နေပိတ်တာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဒီနေ့ဒီချိန်လေးပြည်ထမီဒီယာတွေအကုန်လုံးကဖုတ်ကွယ်ထားကြတယ်၊နှုတ်ပိတ်နေကြတယ်။ဒီအကြောင်းအရာကိုမျိုးညစ်တွေမပြောရတဲ့အတွက်မျိုးရှိတဲ့ကျွန်မကပြောပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှတော့တရုတ်ဘောမှမျိုးညစ်ဖွဲ့ဟာ PDF နဲ့ NUG NLD တာဖြစ်ကြောင်းမပူးတူပြောပြလာတဲ့ရုပ်တံနဲ့အတူဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုအမေရိကန်ကူညီမီဆိုသည့် ထောကြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်အားပံ့ပိုးမှုကိစ္စများနဲ့ပတ်သက်၍အမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးဂျိုးဂျေဘီဘိုဝဲနဲ့စစ်တပ်ခေါင်းဆောင်များယမန်နေ့ကဒါကာ၌တွေ့ဆုံဆွေးနွေးကြောင်းဒေတာတွင်သတင်းများတွင်ဆိုသည်ဝန်ကြီးချုပ်ရှိတ်ဟာစီနာပြုတ်ကျပြီးခုနှစ်လအကြာဖြစ်ပေါ်လာသည့်အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်မှထိတ်တန့်စစ်ဘက်အရာရှိကြီးတဦး၏ဘင်္ဂလားဒေ့ရှ်ခီးစဉ်ဖြစ်သည့်အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်သတင်းစာတချို့ကမူဒုတိယဗိုလ်ချုပ်ကြီးဂျိုး JB ဘိုဝဲဤနှစ်ရက်ကြာဘင်္ဂလားဒေ့ရှ်ခီးစဉ်တွင်မှဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တလျှောက်လုံခြုံရေးစီမံချက်များပုံမခိုင်မာစေရန်ရည်ရွယ်သည်ဟုဆိုကြသလိုအိမ်ကြီးချင်းရခိုင်ပြည်နယ်ရှိအာရခတ်တော် AAE စစ်တွေနှင့်ရင်းနှီးစိတ်ကမ်းရှိရာကြောက်ဖြူမျိုးကိုတိုက်ခိုက်နေခြင်းနှင့်လည်းဆက်ဆက်ဖော်ပြသည် အမေရိကန်သည်ဘင်္ဂလားဒေ့ရှ်၏အဓိကဗျူဟာမြောက်စစ်ရေးမဟာမိတ်များထဲမှတစ်ခုဖြစ်ကာအမေရိကန်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည်ဒေတာတွင်းအင်အားကြီးအိန္ဒိယနှင့်တရုတ်တို့အပြင်ရုရှားကိုတံပြန်မှုအဖြစ် ရှုမြင်သည်အထူးသဖြင့်ဘင်္ဂလားပင်လယ်အော်တွင်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုပုံမှန်ပြုလုပ်နေပြီး အမေရိကန်အင်ဒိုပစိဖိတ်စစ်ဌာနချုပ်သည်ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပုံမှန်ထိတွေ့ဆက်ဆံမှုကိုထိန်းသိမ်းထားသည့်ထို့ပြင်ဘင်္ဂလားဒေ့ရှ်ရေတပ်ထိပ်တန်းစွာ Marine တပ်ဖွဲ့ကိုထူထောင်ရာတွင်လည်းအမေရိကန်ကကူညီပေးခဲ့သည့်လက်ရှိတွင်ဘင်္ဂလားဒေ့ရှ်ရေတပ်သည်တရုတ်ထုတ် Frigate တင်မောများကိုပိုင်ဆိုင်ထားပြီးတရုတ်လုံတိုက်လေယာဉ်များကိုပါတုံးဆွဲနေသလို2002ခုနှစ်ကတရုတ်နှင့်ဘင်္ဂလားဒေ့ရှ်သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုရေးထိုးခဲ့သည့်2006ခုနှစ်တွင်တရုတ်နိုင်ငံကကုလသမဂ္ဂသို့တင်ပြသောအစီရင်ခံစာ၌ဘင်္ဂလားဒေ့ရှ်သည်တရုတ်ထုတ်လက်နက်များကိုအဓိကဝယ်ယူသူတဦးအဖြစ်ပေါ်ထွက်လာသည်ဟုဖော်ပြခဲ့သည်ဒီမှာပါမျိုးရေကျွန်မမဟုတ်ဘူးမာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ဂျီလာ25ရည်လေးဖြစ်ပါတယ်။အာဒီနေ့ကျွန်မကဘာခုကြောင်ကြုံဝင်ဖန်တော့တက်မယ်ခင်ဗျ။ပြုတ်လို့လို့ကြီးမရောက်လာလို့မရှိဆိုတဲ့စာတန်းပါ။ခဏိုင်းနေချိတ်ဆွဲပြီးစာနာပြတဲ့လူတွေဖတ်ကြည့်ခံရပါတယ်။ ချက်ပြပြောပါမယ်။တေယုအလိုတော်ကြီးမင်းအောင်ကအလိုမရှိဆိုတဲ့ဆန္ဒပြတဲ့အဖွဲ့ဖမ်းခံရရပါတယ်။ဘသူကဖမ်းခံလဲဆိုတော့ကိုကန့်တဘော MND ကဖမ်းလာပါ။အာပြီးခဲ့တဲ့20ရက်နေ့ကလာရှုမှာမြမရေဘုံကိုရောက်ဆက်ပတ်နေတဲ့တေယုနိုင်ငံကိုဆန့်ကျင်ပါတယ်။တေယုအစိုးရကိုဆန့်ကျင်ပါတယ်။တေယုအလိုတော်ကြီးမင်းအောင်လာအလိုမရှိဆိုပြီးတော့အဲ့ဒီစာတန်းလေးကိုမြို့နဲ့မှာလိုက်လံပြီးတော့ချိတ်ကပ်ပြီးဆန္ဒပြတဲ့အဖွဲ့ကို23ရက်နေ့မှာ MND ဥပဒေဖွဲ့ကဖမ်းဆီးပြီးတော့เนาะအဲ့ဒီဆန္ဒပြတဲ့ရှေ့အောင်ရှေ့အောင်လုံးဒီ9ကျင်းနေဖြစ်တယ် နိုင်ခင်းဆိုတာဒီလက်ရှိနာဆက်ခံရေးချောင်းဆိုတာကိုတော်လန်ပုံကန်ပြီးတော့တက်ခွဲဆန္ဒပြမှုဒီကြောင့်ဖန်ဆီးခံရပြီးပြန်လည်လွတ်လာတဲ့နိုင်ခြင်းတွေဖြစ်တယ်။အဲ့ဒီလူတွေအကုန်လုံးကို Google တဘော MIT ကဖန်ဆီးလိုက်ပါတယ်။ဒီကြောင်းရက20ရက်နေ့ကစပြီး23ရက်နေ့မှာဖန်ခံရတာဒီနေ့ဆို25ရက်နေ့ဖြစ်ပြီ။ဒါပေမဲ့ဒီကြောင်းရက်ကိုနော်အာ BOA တို့ RFA တို့ကတော့သူတို့ဘဝစသိမ့်သွားပြီးမြန်မာပြည်သူတို့ကိုအချိန်လုံးတစ်လျှောက်လုံးသတင်းအမှားတွေနဲ့အစိတ်ခတ်ပြီးတော့မြန်မာပြည်သူချွေးချင်တက်ရှုံဝေးခွဲရန်တိုက်ပြီးခဲ့တဲ့အကူအညီကံကြောင့်သူတို့ရန်နာသွားရတယ်။ ဒါပေမဲ့ကြက်ရှိလေးတွေရဲ့နော် BBC TVB မြန်မာနောက်မစ္စည်းမှာခက်တဲ့အေးရောင်စတဲ့ပြဖက်မိတိုင်းအကုန်လုံးနှုတ်ပိတ်နေကြတယ်။တရုတ်ကိုထိဒါအကြီးဆုံးပြီးတော့သူတို့အဖေခေါ်နေတဲ့ကိုကံကတရုတ်ထိဒါအကြီးဆိုပြီးတရုတ်နိုင်ငံအစိုးရလို့ရှိတရုတ်ကိုကန့်ကွက်ဆန္ဒပြပါတယ်ဆိုပြီးတရုတ်လူတို့ကြီးမရောက်လာလို့ရှိဆိုပြီးတော့ဆန္ဒပြတဲ့လူတွေကိုကိုကံကဖမ်းလိုက်ပါတယ်။ဒါကြောင့်မို့လို့အမှန်တကယ်တရုတ်ဘောကိုမပြီးတရုတ်ကိုထိဒါကိုကြီးတရုတ်အားကိုတရားအားထုတ်နေတဲ့ဘုံကျုံညွန့်ညစ်တီတရုတ်အားကိုမအီလို့ဖက်တယ်။ လက်ရှိမှာကိုကန့် MDU ကိုအဖြစ်ခေါ်နေတဲ့ PDN နဲ့အဲ့ဒီ PDF ကိုအဖြစ်ခေါ်နေတဲ့ Lee Bo ni ပိတ်တာဖြစ်ပါတယ်။ဒီကြောင်ရကိုဒီနေ့ဒီချိန်ကြီးပြည်ထောင်မီဒီယာတွေအကုန်လုံးကဖုံးကွယ်ထားကြတယ်၊နှုတ်ပိတ်နေကြတယ်။ဒီကြောင်ရကိုမျိုးညစ်တင်မပြောရတဲ့အတွက်မျိုးချစ်တဲ့ကျွန်တော်ကပြောပါတယ်။နောက်ချက်ကတော့နေစီမီပြတ်တာလား။နေစီမီက၄နာရီပြေးပြီ၈နာရီပြတ်တယ်ဆိုတော့ဒီလောက်ပြိုင်နေတဲ့ရာတခုတူပေါက်မှာမီးပြတ်တော့ကျမတို့ဘူးဘူးမှာပို့ခွေးရောအဆင်ရဒုက္ခရောက်ပါတယ်။ဒီမှာပြီးခဲ့တဲ့၂၀၂၃လောက်ကလက်ရှိနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဘုတ်ချုပ်မူကြီးမရဟုတ်လား။ အကမ္မအသီးသူတွေမှာတို့မှာအသီးစီသူဘုံမှုကြီးမရောက်နိုင်ပြောခဲ့တာက2023အစိုးရခွဲစည်းဝေးမှာပြောခဲ့တာသူပါပြောလဲဆိုရင်လာမယ့်နှစ်လာမယ့်2025ခုနှစ်ရောက်လို့ရှိရင်မြန်မာတိုင်းနိုင်ငံလုံးမှာလူအပ်တဲ့လက်ရှိပါမာနာတိုင်းနိုင်ငံလုံး တနိုင်ကံလုံးကိုမီးပေးနိုင်အောင်တနိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမယ်တဲ့တနိုင်ကံလုံးကိုမီးပေးနိုင်အောင်စူးစမ်းမယ်သူက20နဲ့3အစိုးရဖွဲ့အစည်းအဝေးမှာပြောခဲ့တယ်အစိုးရဖွဲ့အစည်းအဝေးမှာအစိုးရခေါင်းဆောင်အစိုးရရဲ့ဥက္ကဋ္ဌကပြောခဲ့တာဆိုတော့ကျွန်တော်တို့ကတက်မလို့ချက်တယ်လို့ဆိုတော့တက်မလို့ကနေပတ်ခွာလာတယ်လက်ရှိနောက်ဆက်ကအင်ဆောင်ထုတ်ရဖို့ထောက်ခံတယ်လို့ဆိုတော့ဟာငါတို့အပါတိုးပါအဲ့လေအကမဟာတိဥဒမာအဲဆိုပြီးကျွန်တော်တို့ကအားပေးထောက်ခံပြီးတော့ညော်တလေးနဲ့စောင့်စားကြည့်ရတာပေါ့နော်တကယ်တမ်းအခုနောက်25လက်ပြရောက်တဲ့အခါကျတော့ဒီနောက်ပူအိုက်နေတဲ့နွေရာသီမှာမိက၄နိုင်ပဲပြီးပြီး၈နိုင်ပြတ်တယ်ဆိုတော့တော်တော်ကြီးကိုဖာ ကြတာပေါ့နော်ဆိုတော့ကြီးညိုပါရဲ့ဥစောပါရဲ့ပါတာပါရဲ့ပါတာရှိနေပဲအောင်းဝင်ပါရဲ့ဖြစ်စီမီကြီးတော့မှအောင်လုပ်ပေးပါဘူးအိုက်တင်ကြခြင်းဥတူမှာလူတို့ကနေရတာဘုံမှာအဆင်မပြေဘူးဖြစ်ပါတယ်ဆိုတော့မင်းလိုချင်ရင်မင်းရအောင်လုပ်ရမယ်ကျမတို့ကမင်းလိုချင်တဲ့အတွက်လျှက်စစ်ကိုရအောင်ထောက်ရမယ်လျှက်စစ်ရနိုင်တဲ့အရင်းတွေကလင်းမျိုးရှိတယ်ကြီးအားလျှက်စစ် လေယာလီစီကြောင်မီတွေနဲ့နျူကလီးယားကြောင်မီတွေကမလုံလောက်ဒါဆိုရင်ကျမတို့ကနျူကလီးယားတို့မဟုတ်ရရဲ့စစ်ကိုရအောင်ထောက်ရမယ်ဂျီယာလီစီထုတ်ဖို့အတွက်မြေဆုံချိန်မှန်ကိန်းကိုဝိုင်းဝန်းကပ်ကွက်ကြတယ်ဒါကြောင့်မလို့မြေဆုံမှာမဆောက်ခင်လေမိခနဲ့မိခပေါ်မှာရေကာတာ၆ခုတိစောက်ပြီးတော့ရဲစစ်တနင်္ဂနွေလုံးမှာလိုအပ်တဲ့လက်စစ်ပမာဏကိုဖြည့်သွင်းနိုင်တယ်လို့တကယ်လို့များအဲ့ဒီဂျီယာလီစီကိုလည်းကပ်ကွက်မယ်ဆိုလို့ရှိရင်တော့နျူကလီးယားနည်းပညာကိုငြိမ်းချစွာအသုံးချပြီးကျမတို့လက်စင်ကြီးရအောင်ထုတ်ဖို့လိုပါတယ်မီးလိုချင်ရင်တော့စီဘေးမှာဆန်ရတယ်တမိဘေးမှာတမက်ရတယ်မီးလိုချင်ရင်ဖြည့်စီရအောင်ထုတ်ရပါမယ် ောက်ကျောင်းကတစ်ခုက6ကျောင်းရောင်းလင်းစတက်စီလေးဟန်နေငင်ကအရှင်ပြီးကျင်းပါမယ်6ကျောင်းရောင်းလင်းစတက်ထိအစည်းအဝေးကိုလက်ရှိကျွန်တော်နာဆာကဥပဒေနိုင်ငံတော်ဝန်ကြီးချုပ်ကနိုင်ငံကိုစားပြီးနေတဲ့ရောက်မယ်ဆိုတော့ကထိုင်းနိုင်ငံရဲ့လက်ရှိလူကြီးချုပ်ကနာဆာကဆိုရကျင်းပါမယ်ရွေးကောက်ပွဲကိုသူတို့ကကူညီပေးမယ်လို့နံပါတ်1နာဆာကဆိုရကျင်းပါမယ်ရွေးကောက်ပွဲကိုလည်းကူညီပေးမယ်နာဆာကအစိုးရဥက္ကဋ္ဌကိုလည်းပဲမြန်မာနိုင်ငံရဲ့ကိုစားပြုထိတ်တိခေါင်းဆောင်တယောက်နေနဲ့ဗင်းဆွေအစည်းအဝေးကိုဖိတ်ခေါ်တာဖြစ်တဲ့ထိုင်းနိုင်ငံမှာနေပြီးတော့เนาะလက်ရှိမှာ PDA ဝန်ရမ်းပြေး နိုင်ငံတကာမှာဒုက္ခသည်ဖြစ်ခံယူထားတဲ့ဒုက္ခသည်ဆိုတဲ့ energy တွေထိုင်းနိုင်ငံမှာအများဆုံးရှိတာလေသူတို့တို့ခိုးလုံနေတဲ့ထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့နာဆာကဆိုရကျင်းပရေးလူပောက်ပွဲကိုအတိအမှတ်ပြီးလက်ခံနေတယ်။အဲ့ဒီထိုင်းနိုင်ငံမှာနေတဲ့ဘုံချုံညွန့်ညစ်တွေ online အားထောင်ပြီး online တိုက်ပွဲကနေပြီးပြောက်သေးနေကြတဲ့ဘုံချုံညွန့်ညစ်အဖွဲ့ကလူပောက်ပွဲကိုဆန့်ကျင်တိုက်ပွဲကြတာ။ ထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့အစိုးရတရားဝင်အစိုးရအဖြစ်လက်ရှိနာဆာကအစိုးရဥက္ကဋ္ဌနိုင်ငံကိုစားပြီး best ethical စီမံဖြစ်နေ။ဒါကြောင့်မို့လို့ထိုင်းနိုင်ငံမှာရှိတဲ့ LNG နဲ့ NG ရဲ့ပေါ်ပေါ်မှအနေနဲ့ပုံချုံမျိုးညစ်တည်ကြည့်ဝေးဘွားကိုရောက်သွားပြီဖြစ်ပါတယ်။တဆက်တယ်မှာပဲအီပီဒုက္ခတွေဆိုတာ NG ရဲ့ကာဝယ်ရေးဝန်ကြီးချုပ်ကပြောလဲဆိုတော့တနင်္ဂနွေလို့တိုက်တာနဲ့ CA လှူရှားနိုင်စွမ်းရှိနေပါပြီလို့မီဒီယာအင်တာဗျူးမှာဖြစ်ပါတယ် ပထမဆုံးပြောတာကတော်လန်ရေးကိုနှစ်နှစ်နဲ့ပြီးတိုင်တယ်တော်လန်ရေးကို2023ခုအခုမခံဘူးလို့ပြောတယ်ဘသူကပြောလာလဲဆိုတော့ NUG ရဲ့ဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကပြောတာအဲ့ဒီလိုနဲ့2023ရောက်လာတဲ့ခါကျတော့နောက်ဆုံးတိုက်ပွဲ2022ကနောက်ဆုံးတိုက်ပွဲတော်လန်ရေးကို2023ခုမခံဘူးအန်ယူဂျီဝင်ကြီးချုပ်မန်ဝဲခိုင်တန်းပြောတယ်2020ကနေ2023ရောက်တဲ့ခါကျတော့စကားမျိုးကို23လို့သူတို့ဘုံကျော်မျိုးညစ်မျိုးနီးပိတ်တွေကိုမြောက်ပြောင်း 2023ကနေ2024ရောက်တဲ့အခါကျတော့စခါထွက်ပြီး24ဆိုချက်ပြောင်းတယ် ခုကြတော့တကယ်တမ်းလုံးလုံးစည်ပြေးနေရတာက80ဘုံကျုံမျိုးညစ်တင်ပြေးနေရပြီတော့2025ရောက်တဲ့ခါကျတော့တနိုင်ငံလုံးတိုင်းတာနဲ့စီးရေးလှုပ်ရှားနိုင်စွာရှိပြီဆိုတော့ဂျီမော်နီနဲ့ချီးစားပြီးပြောတယ်ဆိုရင်တော့အိုးသူခင်ဗျာချီးစားပြီးပြောတာလည်းလို့ဆိုပြီးအာနာပါနာချုပ်ပေးရမှာပေါ့2022ကနောက်ဆုံးတိုက်ပွဲပြောတယ်2023စာခါနီကို23ပြောတယ်2024စာခါထွက်ပြီး2024ပြောတယ်အခု2025ရောက်တော့မှတနိုင်ငံလုံးမှာစီးရေးတိုင်းတာစဉ်းနှဲနိုင်လို့ရှိပြီဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ကထမင်းစားပြီးကြည့်ကြတယ်ဆိုတော့ချိန်ချိန်ယူကြပါဦးခင်ဗျာ ။ဟုတ်။နောက်ထပ်အကြောင်းအရာလို့ပြောတာကျွန်တော်တို့နားချောက်ကအခါနိုင်ငံတော်ကိုကြီးချုပ်ကဒီထက်လည်းနှောင်းနဲ့20နဲ့24အာ6လပိုင်းတော့ကအရှမ်းပြည်နယ်တောင်ပြည်တို့သွားရဲ့ခီးစင်မှာပြောခဲ့တယ်။ တက်မီသားစုဝင်တွေနဲ့တွေ့ဆုံတဲ့ရှမ်းပြည်တော်မျိုးခီးစံမှာပြောခဲ့တယ်။တက်မီအနေနဲ့ဆိုးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်ရယူဖို့အတွက်ထိုးစစ်ဆင်ပြီးတော့ပြန်လည်ထိုးစစ်ဆင်ပြီးတော့နေမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်သွားပါမယ်ဆိုပြီးတော့တက်မီသားစုဝင်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာနာဂါကဥက္ကလက်ရှိကျမတို့နိုင်ငံအကြီးအကဲပြောခဲ့တာရှိဆိုတော့2024ခုနှစ်ပြီးကိုလာပေးမှသူပြောခဲ့တာအခု2025က3လပိုင်းလောက်ပြီးဘယ်နေမျိုးတွေကိုဘယ်လိုများပြန်တိုက်ခိုက်သိမ်းပိုက်နိုင်လဲကျမတို့ပြန်ဆက်စစ်ချင်တယ်အခုလောလောဆယ် KNU ဌာနချုပ်ဖြစ်တဲ့မာနေဘလော့ကိုတက်မီတို့ကနေပြီးတော့ဘုံဘိုးရှောင်ပေးလိုက်တယ်မာနေဘလော့ กูนะเน่ยเซนจีให้ผมไปมาตุนมไปไหน ဲ့ဒီသိမ့်နေချိန်တွေကဒီနေ့အချိန်ကြီးတက်မော်ကနေမာနေဘလော့ကိုတိုက်ခိုက်တယ်ဆိုတာမရှိခဲ့ဘူးအခုမှလေးချောင်းဆစ်စင်နေဆိုတော့မပိုင်ရင် channel မရဘူးဆိုတဲ့ပုံတက်ရောက်တယ်ပြည်ပြမိသားစုမှာကြတော့စစ်တပ်ကတိုက်ပွဲမရှိတဲ့နဲ့ KNY ဌာနချုပ်ဟောင်းမာနေဘလော့ကိုလေရင်နဲ့ပုံကျဲတယ်ဆိုပြီးဝိုးကျွေးနေကြတယ်ဆိုတော့ကလက်ရှိမှာ KNY ဌာနချုပ်ဟောင်းမာနေဘလော့ကိုတက်မော်ကလေးချောင်းကနေပြန်လဲတိုက်ခိုက်တယ်ချစ်ရမှာဆိုလို့ရှိရင်ဟာပုံဖျိုင်ထဲမှာရှိတဲ့ KNY ဌာနချုပ်ကိုတက်မော်ကလေးချောင်းကဆစ်စင်နေ KNY ရဲ့စစ်အုပ်စုချုပ်ရှိတဲ့စောကျော်နေတဲ့နေအိမ်ကိုတက်မော်ကဘုံနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာရှိတယ်ဆိုတော့က KNY ရဲ့တရင်လေး တာလာပေါ်ဟင်းဖြစ်နေပြီးတော့ပြည်ပြည်နယ်ထဲမှာတက်မလို့ကစီးရီးလာအသာစီးထားနိုင်ရင်ကျွန်တော်တို့ကအကြမ်းမင်းဆုံးသက်ရတယ်။တပန်တနည်းနိုင်ဆိုလို့ရှိရင်ကျွန်တော်တို့ TK မော်တာလေဆက်ပုံတွေလည်းလက်ရှိမှာနာဆာကအစိုးရကနေပြန်လဲထိထိုင်နိုင်ဖြစ်တယ်။စကိုင်းတိုင်းထဲမှာတော့ရောအလင်းတန်းအဖွဲ့တည်လက်ရှိမှာရောမူကိုတန်းဖြစ်သွားပြီ။ကျွန်မထပ်ပြောမယ်ကျော်အလင်းတန်းပီဒီအဖွဲ့ကလက်ရှိမှာရောမီကိုရန်ဖြစ်သွားပြီရေတကြိုးတို့ရေလက်ကြုံးလို့ဆိုလို့ရှိရင်လည်းနှိမ့်စင်နဲ့များသူတို့တွေစစ်တပ်ကစစ်တောင်းထိုးနေလို့ထွက်ပြေးနေရပါတယ်ဆိုတော့ငိုကြွေးနေတယ်လို့ကြားရတယ် တဲ့ခါကဘန်ကောက်ထဲမှာဆိုလို့ရှိရင် CDN နဲ့ဒီကတာဒီလူတွေကြတော့ CDN ဆိုပြီး save မဟုတ်ပဲね PDF ကို save ကုနေတဲ့အကြဖတ်အခွင့်ရှိရအကြဖတ်သမားကြီး save ကုရအောင်တက်မလို့ပါပြာလီစွာပေးလိုက်တယ်ပြဖြတ်မိရတယ်နော်ငိုကြွေးနေကြတယ် ကပန်ကရခိုင်ဘက်ကစီးရဲချိန်နေစဉ်ကြည့်ရခါကြတော့ရခိုင်ကိုလာမင်းနောက်26ခုနေကြလို့ရှိရင်နဲ့ပင်ကလာတိကိုထပ်ပြီးတင်းဆောင်လာတဲ့ပင်ကလေးတွေကိုရခိုင်ကိုပြန်ဖို့ပြီးတော့သူတို့ကိုဘေးကေးလုံးချုံပြီးတော့သူတို့ပင်ကလေးကိုလူခွင့်ရေးဆာနာထောက်ကြရမယ်သူတို့ပင်ကလေးတွေကိုပါကွယ်ပေးရမယ်။ဒါကြောင့်မို့လို့26မှာပင်ကလာတိကိုထပ်ပြေးနေတဲ့ပင်ကလေးအတန်းကျော်ကိုအေအေကလက်ခံပေးရမယ်ဆိုပြီးတော့ပင်ကလာတိအုံကြီးချုပ်ကယူခဲ့တယ်။လက်ရှိမှာပင်ကလာတိအုံကြီးချုပ်ယူလို့နေတဲ့အဲကျွန်တော်တို့ကုလသမဂ္ဂထွေထွေးမှုချုပ် ဘင်္ဂလားဒီမှာရှိတဲ့ဘင်္ဂလီဒုက္ခတဲ့စခန်းကိုသွားတဲ့အချိန်တော့မှသူတို့အဲ့လိုပြောခဲ့တယ်။သူတို့ဘင်္ဂလားဒီကိုရောက်နေတဲ့ဘင်္ဂလီတွေကိုရခိုင်ပြည်နယ်ကို2026မှာဘင်္ဂလီတစ်တန်းကျော်ပြန်ပို့တယ်။သူတို့ပြန်ပို့တဲ့ဘင်္ဂလီတွေကိုလုံခြုံရေးပေးရမယ်။သူတို့ပြန်ပို့တဲ့ဘင်္ဂလီတွေကိုလူပင်းကိုတန်ဖိုးထားရမယ်။ KA ကဒီကိစ္စကိုဆောင်ရွက်ပေးရမယ်ဆိုပြီးတော့သူတို့ပြောခဲ့တာ10ရက်ကျော်လာခဲ့တယ်။ဒီကိစ္စကို AA ကဘယ်လိုများတောက်ပြန်မလဲ။ကိုတို့ဒီထဲမှာရှိတဲ့ရခိုင်ပြည်တော်မှာတခြားသောတိုင်းနယ်တွေနဲ့အသီးသီးကိုထပ်ပြေးတင်းချောင်းတွေရတဲ့ရခိုင်ပြည်တော်မှာဒီနေ့ဒီချက်ဒီမိနေရကိုပြန်လာနိုင်အောင်မခွန်နိုင်သေးဘူး။ ရှိနေတဲ့ရခိုင်ပြည်ဆိုလို့ရှိနေတယ်ပေါ့လက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်မှာတောက်ရည်တွေဘလို့ငတ်နေပါတယ်အလုတ်ကိုင်တွေဘလို့ရှားပါပြီသမီးတွေဘလို့ငတ်နေပါတယ်ဆိုတဲ့တင်ပြလို့ပြည်ပြည်နေရာတွေမှာကျမအမှန်မှမဟုတ်ဆိုလေးရက်ဆက်လိုက်ဒီတော့ဘာတိုင်းလေးရက်စတိုက်ဝေဖန်လေးရက်စတိုက်တော့ဒီတော့ပေါ်ပြပြီးတော့ချိန်ညာနေပြီဆိုတော့ဒီမှာဘယ်တော့မှခင်းနေနေပြီဘယ်တော့မှရေးရေးပြက်ပြီလဲဘယ်တော့မှစေဝါပြက်လဲနေလဲဆိုတော့စဉ်းစားကြည့်လို့ရတယ် တာမဲ့အချိန်ကြီးဆိုရင်တရင်တစ်ခုတစ်ရက်ပေါ်ပြရတယ်ဒါပေမဲ့အခု DVD လိုပြပြနေကြမှာ၄ရက်စတိုက်ပေါ်ပြရတယ်ဆိုတဲ့ကရခိုင်မှာဘလို့အတိဒုက္ခရောက်နေလဲဆိုတာတွေ့ရတယ်ဒီကိစ္စပေါ်မှာအေးအေးတော့တခြားတော့ရခိုင်မှာရှိတယ်တခြားလက်နက်ကိုင်ဖွဲ့တယ်တခြားတော့နိုင်ငံရေးပါတီတွေကတခုတမာတာမှာမဟာနဲ့လှုပ်ပိတ်ပြီးအပတ်တင်ကြတယ်ဒါမှမဟုတ်အစားပြောရတာရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်ကုလသမဂ္ဂရဲ့အကူအညီနဲ့စိတ်ဆုံးဒီကနေ့အရောင်းတော့ကုလသမဂ္ဂရဲ့အကူအညီနဲ့ရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စိတ်ဆောင်ဖန်တီးပေးရမယ်ဆိုရင်သူတို့ပြောတယ် ။ဆေးလုံးကကရခိုင်ပြည်နယ်မှာရှိတဲ့ဘူးတီတောင်မောင်းတော်မင်းယူကံကိုဒီကလေးတွေကိုပေးလိုက်ရမယ်လို့ဆိုလိုချင်တဲ့အတိတ်ပဲ။အခုတခါကြတော့လာမယ့်2026မှာဘင်္ဂလီတတိုင်းကျော်ရခိုင်ပြည်နယ်ကိုပြန်ပို့မယ်အေအေကလက်ခံပြရမယ်လို့။ဒီကိစ္စကတခုတပါးရမှာမဟုတ်ဘူး။အပေါက်ပိတ်နေလေဆိုရတာ။အဲ့ဒီအေအေရဲ့လာရှာနဲ့အေအေရဲ့လာရှာဘာလဲဆိုတော့ခင်ဗျားတို့ကောင်းကောင်းစစ်စားတိတ်နေဖြစ်ပါလိမ့်မယ်။